ဘီကောင်းဘူးဘီကောင်းဘူးဘီကောင်းဘူးလည်းပြရလားမလားပြရဒါဆိုမင်းကနဘူးအရှိဆုံးဘူးအဖို့ဟုတ်ပြီးလို့ရှိရင်မယူရင်ဆက်ပြဆက်ပြဆက်ပြခေါ်လို့လားဆက်ပြဆက်ပြခွဲအကုန်ဖက်တယ်ဆက်ပြဆက်ပြခွဲမဟုတ်မင်းဒီကိုထွက်ပြည်လာတာအကျွေးရောကြီးခဲ့လားအကျွေးရောကြီးခဲ့လားမပြီးဘူးအဲ့ဒါလည်းကြီးမဆက်နိုင်လို့ပဲထွက်ပြေးလာတာအိမ်ကမပြီးဘူးပေါ့အိမ်ကမကျွန်တော်ကဆက်တယ်လေအဲ့ ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမနှမများအားလုံးပဲတော်လန်ညချမ်းနေပါဒီကနေ့အော်တိုဘာလ16ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးဒီနဲ့ဒီနောက်မှာဒါကြောင့်ဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည့်လိုက်အောင်ညာ ဲတော့ပထမဆုံးဒါကြောင့်အကိုချီတို့ဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင်တရုတ်စီမံကိန်းတွေများစွာစီးရရခိုင်ပြီးကြောက်ဖြူမြို့နယ်မှာအာရခတ်တပ်တို့အေးထိန်ချုပ်ထားတဲ့နေရာတွေကိုအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုအဆက်မပြတ်ပြုလုပ်လာနေတဲ့အတွက်ကြောင့်ယခုရက်ပိုင်းအတွင်းနှစ်ဖက်တပ်ဖွဲ့တွေအပြင်းထန်ဖြစ်ပွားနေကြတယ်လို့ကြောက်ဖြူစစ်ရေးတည်င်းမြစ်တွေစီကတီးရပါတယ် ရချမ်းဘတ်စစ်တပ်ကအင်အားအလုံးရင်းနဲ့မလကျွန်းကျေးရွာအနီးမှာစီးတဲ့တဘာဝဓာတ်ငွေလက်ခံတူလောင်ပို့ဆောင်ရုံ OGD စက်ရုံအနီးနားမှာစီးတဲ့ကာကင်းစခန်းတွေကနေပြီးတော့အာရခတ်တော်အေအေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့လက်ကမော်ရွာသစ်ပြင်ချေမပြောချောင်းကလပါနဲ့ဂေါ်တူကျေးရွာအနီးကိုစစ်ကြောင်ထိုးလာနေတာလည်းဖြစ်ပါတယ်အဆိုပါအချမ်းဘတ်စစ်တပ်စစ်ကြောင်ကိုအာရခတ်တော်အေကကလပါကျေးရွာအနီးနားအရောက်မှာကြားပြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့တေဆုံးမှုတွေစီကအရာစီတချို့မှာလဲစနိုက်ပါစာမိပြီးတေဆုံးမှုတွေစီနေတယ်လို့ကြောက်ဖြူစစ်ရေးတည်င်းမြစ်တွေစီကတီးရပါတယ်ဒီအကြံပတ်စစ်တပ်ကမလကျွန်းကြီးရွာအနီးမှာစီးတဲ့ကာကင်းစခန်းတွေကနေကလဘာကြီးရွာတွေဘက်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးလာနေတာဖြစ်ပြီးနှစ်ဖက်တိတွေ့တပ်ဖွဲ့တွေအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးလွတ်မြောက်မှုတွေစီနေကြောင်းလဲတီးရပါတယ်အခုလိုနှစ်ဖက်တက်ပွဲအတွင်းမှာထွက်ပြေးလွတ်မြောက်သွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုအာရခတတ်တို့အေကလိုင်းလံဆင်းလင်းနေကြောင်းလဲသိရပါတယ်ဆိုတော့ ထမဆုံးဒါကြောင့်အကိုချေရဲ့အကြောက်ခုတင်ကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်ချင်းပြည်နယ်ဘက်မှဆိုရင်ချင်းပြည်နယ်ဟာကာမြို့မှာရဲစခန်းမှာအကျဉ်းသားကယ်ထုတ်ရေးလက်တပြစစ်စင်ရေးပေါ်ဆောင်ခဲ့ရမှာစစ်ကောင်စီတပ်သား6ဦးတေဆုံးခဲ့ပြီး CNA CDF ရဲဘော်များအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်ဆိုတဲ့တင်ကောင်းလေးကတော့ဒါဒီကနေ့အော်တိုဘာလ16ရက်နေ့မနက်3:00နာရီမှ4:00နာရီအကြာမှာဟာကာမြို့ပေါ်မှာစစ်တဲ့မြို့မရဲစခန်းအတွင်းမှာအကျဉ်းသားကယ်ထုတ်ရေးလက်တပြစစ်စင်ရေးပေါ်ဆောင်ခဲ့ရမှာ CNA ရဲဘော်2ဦး CDF ရဲဘော်3ဦးအပါအဝင်အချင်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်အဲ့ဒီစစ်စင်ရေးအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးတေဆုံးခဲ့ပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကလက်နက်ခဲများလည်းတင်စီရမိခဲ့ကြောင်းနဲ့ဒါကျွန်တော်တို့တော်လိုင်းရဲဘော်2ဦးကတော့မြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရကြောင်းသိရပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်မကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရဲခါယူပြီးပြန်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးတေဆုံးခဲ့ပြီးတနက်နှစ်လတ်တင်းစီယာမီခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကအော်တိုဘာလ15ရက်နေ့မွန်လယ်တနင်္လာ23မိနစ်ခန့်အချိန်ပခုတ်ကူမြို့နယ်မြောက်လူကန်ရွာစစ်တပ်အထိုင်းစခန်းမှစစ်သား20ခန့်ကပခုတ်ကူလေရင်ကွင်းမှရိတ်ခါယူပြီးပြန်လာစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးတေဆုံးခဲ့က MA1 အမျိုးစားတနက်တက်လက် MA ကြီပေါက်3ပေါက် G တောက်90 BA94 အမျိုးအစားတနက်တလက်ကြီပေါင်း2ပေါင်း G 55တောက်တို့ကိုတင်စီရမိခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်မကွေးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်ဒါဆက်ပြီးတော့ဒါကြောင့်ဘကိုးတိုင်းဘက်မှာဆိုရင်ဘကိုးတိုင်းလက်ပတန်းတိုက်ပွဲမှာစစ်တပ်က15ဦးတေဆုံးခဲ့ပြီးစစ်တုပ်ပန်း12ဦးကိုလည်းလက်နက်ခဲများနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါအော်တိုဘာလ15ရက်နေ့မနက်10:00နာရီခန့်အချိန်လက်ပတန်းမြို့နယ် တရက်ချောင်းကြေးရဘတ်တို့မိဆုဖြက်စီဖို့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုပြည်သူကာကွယ်ရေးတပ်မတော်အမှတ်နဲ့စစ်စင်ရေးနယ်မြေဘကုတိုင်းစစ်ဌာန viewer 22ကုတ်ကဲမှုနဲ့အမှတ်33ညနှစ်တက်ရင်အမှတ်33ညသုံးတက်ရင်ဆွေတန်းမြေပြည်သူကာကွယ်ရေးတပ်ဖွဲ့ဂလုံပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကပူးပေါင်းတက်ခတ်ခဲ့ကြောင်းနဲ့အဆိုပါတပ်ဖွဲ့အတွင်အကြမ်းဖက်စစ်တပ်ပမထိခိုက်မှုတွေများခဲ့ပြီးစစ်သား15ဦးထပ်မံနဲ့တေဆုံးခဲ့ကစစ်တုပ်ပန်း12ဦးကိုလည်းဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ ဒါအပြင်ဒီအကြံပတ်စစ်တပ်ထံမှလက်နက်မျိုးစုံ၁၆ခုလက်ခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းတင်စီနိုင်ခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထူးကဲမရှိပဲပြန်လည်ဆက်ကွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်ဘကိုးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒါကြောင့်စကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းစကိုင်းမင်းကုန်းနမ်းမိုက်ကအကြံပတ်စစ်တပ်စစ်ကြောင်ကိုစောက်ကြိုတိုက်ခိုက်မှုမှာခလာရ116မှဗိုလ်ကြီးမင်းထွန်းစိုးအပါဝင်စစ်သား9ဦးတေဆုံးခဲ့ကလက်နက်9လက်တင်းစီရမိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ ဒါပြီးခဲ့တဲ့အော်တိုဘာလ13ရက်နေ့စကိုင်းမင်းကုန်းလမ်းပေါတော်ကြီးရွာမှာပြည်သူများကိုဖမ်းဆီးစစ်ဆင်နေတဲ့အင်အား20ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုယူနီကွန်းပျောက်ကြားတပ်ဖွဲ့ကကင်းမုံဝအသင်းစောက်ချုပ်တက်ခတ်ခဲ့ကြပြီးအဆိုပါတပ်ဖွဲ့အတွင်ခလာရ116မှဘူကြီးမင်းထွန်းစုအပါအဝင်စစ်သား5ဦးမျက်မြင်သိမ်းဆုပ်ခဲ့ကြောင်းနဲ့အခြားစစ်သား15ဦးကလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူများထံမှဆံကယ်နဲ့ကားတွေကိုအတင်းလူယူထွက်ပြေးသွားကြောင်းလည်းသိရပါဗျ။အဲတော့မင်းတို့စစ်ခွေးကတော့ငါတို့ပြည်သူတွေကိုဒုက္ခမပေးရရင် စာမုံရင်အိမ်မပြုတ်ဖြစ်နေကြတဲ့ကောင်းလေးဆိုတော့အခုလို့ခွေးပြီးဝက်ပြီးပြီးနေရတဲ့အချိန်မှတော့မှငါတို့ပြည်သူတွေကိုရအောင်ဒုက္ခပေးသွားကြသေးတယ်နော်ကဲတော့ဆက်ပြီးတော့ဒါကြောင့်ဆမ်မီနဲ့တောင်ပိုင်းဘက်မှာဆိုရင်ဆမ်မီနဲ့တောင်ပိုင်းဖေကုံမြို့နယ်ကဒါတောင်ဆက်လုံးလားတောင်ဆက်လုံးလားတော့ဒါကျွန်တော်မှားကောင်းမှားနိုင်ပါတယ်နော်ဒါတောင်ဆက်လုံးကြီးရောက်ကိုစစ်ကြောင်ထိုးလာတဲ့အကြံပတ်စစ်တပ်စစ်ကြောင်ကိုဂျားဖြတ်တိုက်ခိုက်မှုမှာဒါစစ်တပ်ဘက်ကစစ်ကြောင်မှုအပါဝင်တေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ ဒါပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့ညနေပိုင်းတက်ပွဲမှာမြောက်စလုံးရွာဘက်ကနေတောင်စလုံးရွာဘက်ကိုစစ်ကောင်စီတက်တဲ့ပြင်းတို့ပြည်သူစစ်တွေကစစ်ကြောင်ထိုးလာတဲ့အတွက်ကြောင့်ဒါကြောင့်တော်လိုင်းတက်ဖွဲ့တွေကကြားဖြတ်တက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအကြံဘတ်စစ်တပ်ဘက်ကစစ်ကြောင်နှစ်ခုနဲ့တက်လာတာအင်အားစစ်စင်နဲ့တရာကြားလောက်ရှိတဲ့ဒေတာရောဒဏ်ရတာရော60လောက်ရှိမယ်လို့ဒါဆန်းတောက်အခြေစိုက်စစ်ရေးသတင်းမြစ်ကလည်းပြောဆိုထားပါတယ်။ဒါအဲ့ဒီအကြံဘတ်စစ်တပ်စစ်ကြောင်ကစစ်ကြောင်ပြတ်သွားပြီးပြန်လဲဆောက်ခွာထွက်ပြေးသွားတယ်လို့ ဒါအဲ့ဒီတောင်စလုံးတိုက်ပွဲမြေပြင်ကရဲဘော်တဦးကလည်းအတည်ပြုပြောဆိုထားပါတယ်။ဒါဆန်းနဲ့ကရင်နီပြည်နယ်ဘက်မှာအကြမ်းဖက်စစ်တပ်အတွက်ပုံမှန်ဝါဒဖြန့်ပေးနေတဲ့ဆန်ကရာဟစ်တိုင်အမီနဲ့လူမှုကွန်ရက်စာမျက်နှာကလည်းတောင်စလုံးရတိုက်ပွဲမှာစစ်ရုပ်စုဘက်ကအထိနာခဲ့တဲ့ဆိုတဲ့အကြောင်းမနေ့ကအော်တိုဘာလ15ရက်နေ့နေ့လယ်ပိုင်းကဖော်ပြထားပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီဘကိုတိုင်းပေါန်းတဲ့မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်အတုယောင်ရေကောက်ပွဲဖြစ်မြောက်ရေးအတွက် ဒါအာတတယောလှုပ်ဆောင်ပေးနေတဲ့ရေဆဲကြီးပါအုတ်ချုပ်ရီမှုဝင်းမြစ်ကို ပြစ်ခတ်တက်ခတ်ခဲ့ရမှာတည်ဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါအော်တိုဘာလ7ရက်နေ့ည9:45မိနစ်ခန့်အချိန်ပေါင်းတဲ့မြို့နယ်ရေဆဲကြီးပါအုတ်ချုပ်ရီမှုဝင်းမြစ်ကိုဗျူဟာ27ကုတ်ကဲမှုအောက်မှာရှိတဲ့အမှတ်363တက်ရင်တက်ခွဲငါရဲဘော်တွေက၎င်းနေအတွင်းသို့တွားရောက်ပြစ်ခတ်တက်ခတ်ခဲ့ရမှာနေရာမှာတင်ပွင့်ကြီးပြီးတည်ဆုံးခဲ့ကြောင်းသိရပါတယ်အဲ့ဒီတည်ဆုံးသွားတဲ့အုတ်ချုပ်ရီမှုဝင်းမြစ်ကအကြမ်းဖက်စစ်တပ်အတွက် ကြီးရွာအတွင်းမှာစီးတဲ့လူငယ်များကိုစစ်မှုထမ်းစစ်ဆောင်ပေးခြင်းဒီအကြံပတ်စစ်တပ်ရဲ့တရားမဝင်အတုယောင်ရေကောက်ပွဲဖြစ်မြောက်ရေးအတွက်လည်းလှုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသိရပါဗါးအဲ့တော့ဒီလောက်ထိအတန်တန်တတိပေးထားတဲ့ကြားတဲ့ကောင်မှမင်းတို့အုတ်ကြီးဆိုတဲ့ကောင်တွေကလည်းအခုထိကိုအတိတရားမရှိကြသေးတာတော့ငါတော်တော်လေးအံ့ဩမိတယ်တိလာအဲ့တော့ကိုအတ္တမကိုမန္တမျောတာဆက်ပြီးတော့လည်းလှုပ်ကြအောင်ပေါ့နော်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်တင်ကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီလူပောင်တဲ့ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဥအောင်မိုးစုံနဲ့ PBS ပင်ရဲ့အင်တာဗျူးလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာအဲမြန်မာပြည်သူတွေကတော့ဒီစစ်တပ်ရဲ့ရက်ဆက်ဟိုဟိုဟာပေါ့နော်ရက်ဆက်တဲ့ဖိနှိပ်မှုတွေအာဒီဖိနှိပ်တဲ့ဥပဒေပြဋ္ဌာန်းချက်တွေကြောင့်မို့လို့သူတို့ဆန္ဒရှိရင်ရှိတဲ့လောက်တော့မလုံနိုင်တဲ့အနေအထားမျိုးပေါ့နော်ဘေးကျန်နေတဲ့အနေအထားမျိုးလို့တွေ့ရပါတယ်အဲကြတော့ဟိုဒါနဲ့ပတ်သက်လို့ရောဥပမာဆိုပြည်သူလူထုကိုဒဏ္ဍာရီပေးချင်တာသို့မဟုတ်ဟိုဟာပေါ့နော်သူတို့ပြောချင်တဲ့အကြောင်းရှိလို့ရှင်လည်းပြောပြပါဦးခင်ဗျာ ခြေခံအဖြစ်တော့ကျွန်တော်ပြောမယ်ဟိုသူတို့ကိုစမ်းကျင်လို့ရတဲ့ဒေတာတွေရှိတယ်ပေါ့ဥပမာဆိုရပါဦး green bee နဲ့ green bee ပဲပြောပြော green bee ဒေတာကိုပဲပြောပြောနော်အဲ့ဒီလိုပဲကျွန်တော်တို့တိုင်းအင်အားစုတွေလွှမ်းမိုးထားတဲ့ဒေတာတွေရှိတယ်အခုဆိုရင်ပဲဟိုလက်တွေ့မှာမြို့နယ်တရာကျော်လောက်ကျွန်တော်အင်အားစုတွေလွှမ်းမိုးထားနိုင်နော်လွှမ်းမိုးထားနိုင်တယ်ချင်းချောင်းနိုင်တယ်အနေအထားတွေရှိတယ်ဆိုအဲ့လိုမျိုးနဲ့မျိုးတွေအဲ့လိုဒေတာတွေပါရှိတယ် ပြည်သူလူထုကတော့ရဲရဲဝံ့ဝံ့ဒီရေကောက်ဖို့စကြင်မှုလို့ရလို့ကျွန်တော်ပြောချင်တယ်နော်သို့တော်လည်းရောင်မှာရှိရဲ့ပြည်သူတချို့ရှိမယ်မန္တလေးမှာရှိမယ်ပြည်သူတွေတချို့ရှိမယ်သူဒီမို့သူ့ရဲ့ခုနလိုသူအစိုးရဌာနတွေစသဖြင့်ဒီလိုဒေသတွေမှာဝင်ပြီးလောက်ကြိုင်နေကြတဲ့ပြည်သူတွေတော်တော်များများရှိကြလိမ့်ဒီလိုပြည်သူမျိုးတွေကတော့ပြောင်ဆန့်ကျင်လို့ရကောင်းမှရလိမ့် တိုးတော်ရေကောက်ဝဲစားကျင်လဲဆိုမဲသွားမထဲတာတခုတည်းမှမဟုတ်တာတခြားပုံသဏ္ဍာန်မျိုးစုံနဲ့စားကျင်လို့တခြားပုံသဏ္ဍာန်မျိုးစုံနဲ့သူတို့ရဲ့ဆန္ဒကိုဖော်ထုတ်လို့ရတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဟောကျွန်တော်တို့အနေနဲ့လည်းပဲကျွန်တော်တို့အသက်အရွယ်နဲ့မဟုတ်ကျွန်တော်တို့သားရည်သမီးရဲ့အရွယ်ကျွန်တော်တို့မိရည်မြစ်တဲ့အရွယ်အတွက်ဒီကိစ္စကိုပြောဆိုနေတာဖြစ်တယ်။နော်ဒီကိစ္စကိုပြောဆိုနေတာဖြစ်တယ်။ဒီတချီကျွန်တော်တို့ဒါမယုံနိုင်လို့ရှင့် ကျွန်တော်တို့တားရသမီးတွေကျွန်တော်တို့မိတွေမြစ်တွေဆက်ခံရအောင်သူတို့အခြေအနေမှာဒါမျိုးထက်ကြုံအောင်မယ်ကျွန်တော်တို့တိုင်းမိမှုဒီလိုအခြေအနေမျိုးတွေထပ်မဖြစ်စေချင်တော့ဘူးဗျထပ်မဖြစ်စေချင်တော့အဲ့တော့ကျွန်တော်တို့ယုံတာနောက်ဆုံးယုံတဲ့ယုံပွဲဖြစ်စေချင်တယ်နော်နောက်ဆုံးကြိုးစားတဲ့ကြိုးစားပွဲဖြစ်စေချင်တယ်ဒါကြောင့်မလို့ကျွန်တော်ပြည်သူတွေကိုလည်းပဲအဓိကထားတိုက်တွန်းနေတာကဒီကိစ္စကိုထပ်ဖြစ်နိုင်ရင်တော့ရေရေဝုန်းဝင်စန့်ကျင်ကြဘူးနော်ကျွန်တော်တို့ပြောလို့ရတယ် အဲ့လိုအခြေအနေမရှိဘူးဆိုလို့ရှိရင်လည်းအခြေအနေပေးတဲ့အလျောက်ပေါ့ပဲဒီကိစ္စကိုစမ်းကြည့်မှုလိုတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာဟိုကျွန်တော်တို့အခုလက်ရှိတော်လန်ကြီးအခင်းချင်းပေါ့နော်လက်ရှိအခြေအနေလက်ရှိရောက်နေတဲ့အခင်းကြီးပေါ့လက်ရှိရောက်နေတဲ့အခြေအနေနဲ့အခုလက်ရှိကျွန်တော်တို့ရှေ့ဆက်ရမယ်ပေါ့နော်ဒီ25နှစ်ကုန်ပြီ26ပေါ့နော်ဒီရှေ့ဆက်ရမယ်တော်လိုင်းခီးနဲ့ပတ်သက်ပြီးတော့ဥပမာဆိုထပ်ဖြည့်ပြောချင်တာဒါမှမဟုတ်တင်းစကားပါချင်တာအဲ့ဒါတွေဟိုရှိလို့ရှင်လည်းပြောပြပါဦးခင်ဗျ အဓိကကတော့ကျွန်တော်တို့အချင်းချင်းကြားမှာပူပေါင်းဆောင်ရွက်ကြဖို့အလွန်အရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်အလုံးစုံ100%ကျွန်တော်ပြောတာမဟုတ်ပါဘူးဟောခင်ဗျားလည်းကျွန်တော်လည်းကြားမှာပဲဖြစ်ဖြစ်ဟောခင်ဗျားလည်းကျွန်တော်လည်းအခြားအင်အားစုတခုကြားမှာပဲဖြစ်ဖြစ်အနိုင်ဆုံးစစ်ထိတွေ့ဆက်ဆံပြီးတော့ဟောနှိမ့်နိုင်ပြီးတော့ဆောင်ရွက်ကြတာ ဖြစ်ဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်အခုရန်ကုန်အုပ်စုတွေနဲ့မန္တလေးအုပ်စုတွေပဲဖြစ်ဖြစ် AI တိုင်းမှာရှိတဲ့အင်အားစုတွေချင်းချင်းတွေပဲဖြစ်ဖြစ် အမြဲတမ်းထိတွေ့ဆက်ဆံနေဖို့ဤနိုင်ဆောင်ရွက်နေဖို့အရေးကြီးတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါပထမတစ်ချက်ပါဒုတိယတစ်ချက်ကဟိုကျွန်တော်ဒေါ်လိုင်းအင်အားစုတွေရတယ်တာမန်ပုဂ္ဂိုလ်တွေပဲဖြစ်တယ်လူပုဂ္ဂိုလ်တွေပဲဖြစ်တယ်အမားယွန်းနေရှိနိုင်တယ်အဲ့လိုအမားယွန်းတွေကိုတတ်နိုင်သမျှသတိထားကြဖို့နော်ခုသူသဖြင့်တော့ကျွန်တော်ပြည်သူတွေနဲ့ဆက်ဆံနေနေရမှာပြည်သူလူထုကိုစီရင်နေရမှာ ့ပြည်သူလူထုနဲ့အတူတူလို့လို့ရဲ့နေရာမှာပြည်သူလူထုအပေါ်မှာကျွန်တော်တို့ဟိုမကျူးလို့မဖြစ်ဘူးဗျာနော်ဟိုစိတ်ပိုင်းဆိုင်ရာပဲလက်တွေ့ပိုင်းရာပဲဖြစ်ဖြစ်မကျူးလို့မဖြစ်ဘူးအများကြီးအရေးကြီးရဲ့လို့ကျွန်တော်တော့ကျွန်တော်တို့အဲ့လိုယူဆပါတယ်ဟိုချင်းစီတာကကျွန်တော်တို့အချင်းချင်းပူပေါင်းဆောင်ရွက်ဖို့နော်ညှိနှိုင်းဆောင်ရွက်ကြဖို့ဒါကကျွန်တော်တို့ရဲ့နံပါတ်1အဓိကအရေးကြီးဆုံးကိစ္စဖြစ်တယ်ဒုတိယကျွန်တော်တို့တက်ကျွန်တော်တို့တက်တွေကျွန်တော်တို့အင်အားစုတွေ ကနေပြီးတော့ကျွန်တော်ပြည်သူလူထုနဲ့ဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ်တည်တည်ကြာကြာတည်နေမွေ့เนาะစီစီရုံရုံဆက်ဆံမှုလိုအပ်တယ်လို့အဲကျွန်တော်အနေနဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဗျအဲ့တော့เนาะဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒါတော်လိုင်းအောင်ချင်ရုံတစ်ခုနဲ့ကိုမရသေးဘူးเนาะဒါကိုယ့်ရဲ့နိုင်ငံတာဝန်တွေကိုလည်းအခွင့်တိုင်းတာတလို့တာဝန်ကြီးအောင်ထမ်းဆောင်နေမှာပဲဒီတော်လန်ကြီးကအမြန်ဆုံးအောင်မှာဆိုတော့เนาะဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်း ဒါအခွင့်တိုင်တာတလောက်ဒါကိုယ့်ရဲ့နိုင်ရတာဝန်တွေကိုထမ်းဆောင်ပေးကြပါလို့ပဲဒါကြောင့်နေနဲ့ထပ်ပြီးတော့တိုက်တုံပါတယ်ကဲတော့ဆက်ပြီးတော့ဒီနိုင်ရကန်စကန်ကနေခွေးပြီးဝက်ပြီးပြီးလာတဲ့ဒီစစ်ကြုံတပေါက်ကောင်းနေနဲ့မင်းမြန်းထားလေးကိုကျွန်တော်ဆက်ပြီးတော့ငါးထောင်ကြီးလိုက်အောင်ညာစားပြီးတာလေးသုံးလာတာကြီးသုံးလာတာစပြီဘာကြီးဖြစ်တာအဲဒီဘာလို့ကျွန်တော်ချုပ်ချီချုပ်အဲအဲဘာလို့ မမသာသာဒါဘူပါဖြတ်တယ်ပြီးရင်ပြီးရင်ရောဟုတ်ပါအဲ့ဖြတ်လိုက်တောက်လိုက်တာဘလောက်ကျန်းလုံးလာစားမသိညောလာလာတကျက်တဲ့တကျက်တော့အဲ့လာလာမထုံးဘူးဗျာဒီနေကောင်းဘူးဒီနေကောင်းဘူးဒီကောင်းဘူးလည်းပြရလားမလားပြရတယ်ဒါဆိုမင်းကဘယ်နှဖို့အရှိတော့ဘို့အဖို့ဟုတ်ပြီးလို့ရှင်ရမလား ယူရင်ဆက်ပြာဆက်ပြာဆက်ပြာဟုတ်လားဆက်ပြာဆက်ပြာခွဲအကုန်ဖြစ်တယ်ဆက်ပြာဆက်ပြာခွဲမဟုတ်မင်းဒီကိုထွက်ပြေးလာတာအကျွေးရောကြေးခဲ့လားအကျွေးရောကြေးခဲ့လားမသိဘူးအဲ့ဒါကြေးမဆက်နိုင်လို့ပဲထွက်ပြေးလာတာအိမ်မပြီးဘူးပေါ့အိမ်မှာကျွန်တော်ဆက်ပြေးလာတာအဲခုဇွန်လာတာသူဆက်ပြာခဲဆက်ပြာခွဲပြီးလို့ရှင်ဘာကြီးကျန်နေဆက်ပြာခဲဆက်ပြာခွဲဖနက်ပေါ့ ဖနက်ဖနက်ခဏောင်းလာလို့ဘူးအဲပြင်ပိုင်းကျန်နေအောင်ဆက်တယ်စံမှုလို့ဆက်ရလားစံမှုဆံမှုဟဲ့တော်သေးလားနော်စံမှုတော့ဆက်ဦးအစီစားချုံမှုငမီဘူးဆက်တယ်လားအဲ့ဒါကြီးတော့မဆက်အော်အဲ့ဒါရောဆက်အောင်အချီလုံးတို့အတ်တို့အချီလုံးအပ်ပါလေအင်းဆက်တယ်ဆက်တယ်အပုံပဲဖနက်ကြတွေပါအရှုအဲ့လို point ဖနက်တွေရောပွဲဖနက်ဖူးရောပွဲဖနက်ပွဲကြီးရောရှုနေဟောဟောယူနီဖောင်းတွေရော ်ပါလေဝေအဲ့ခဏလေးတရားသုံးပေါင်းခွဲဒါကလည်းတလက်ကိုသုံးပေါင်းကိုကျွန်တော်နည်းလိုက်ကြတလက်ကဝါခုတ်နေတော့ဒါကသွားပဲဒီပဲဟုတ်လားဟုတ်ပါတယ်ဟုတ်နည်းလက်ဆိုရင်ဘယ်လောက်တလက်ကိုသုံးပေါင်းခွဲဘယ်တော့သုံးပေါင်းခွဲပေါင်းလိုက်လေသုံးပေါင်းခွဲသုံးပေါင်းခွဲပေါင်းကြည့်ဘယ်လောက်တော့ဟုတ် သုံးသငါးစိတ်ထဲမှာသုံးသငါးချောင်းထောင်းနေပြပြပါမယ်ဟုတ်တော့ဟုတ်တော့အိုးချောင်းလိုက်တာတော့ဘုန်းတော်ငွေတော့လောင်းဝဲပေါင်း9000လေး9000ကြောင်းနေပြီဒါမသိဘူးနော်ဟုတ်တာဘယ်နဲ့အချင်းလုံးမလုပ်ပြရယူနီဖောင်းမလုပ်ပြရအဲ့ဒါလည်းကျွန်တော်လုပ်လို့ပြီးဝဲလေးမပြောဘူးယူနီဖောင်းဘယ်နှဆုံးဘယ်နှဆုံးတော့နှဆုံးနှဆုံးအော်ခင်ဗျလာက3000စတာတော့သေးကြတယ်မလားဟုတ် ေးကြတယ်နော်မျိုးမဟုတ်ဘူးမာတုတဝင်ဘုရင်ဘုရင်ကိုဖြုတ်ထားအဲတော့စာမတက်ပေမတက်တွေကိုဝါရမှိုင်းနေတိုက်เนาะဒါစစ်တက်တဲ့အတင်းခေါ်တဲ့ပြီးရင်တော့ဒီမြင်းစည်းတွေမတရားကျွေးပြီးစစ်တမ်းမှာအသေးခံခိုင်းနေတာဆိုတော့မင်းတို့စစ်တက်တော့ကောင်းစားအောင်မယ်เนาะ ကဲတော့နောက်ဆုံးအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုမျက်နှာကိုမှမထောက်ဒီ ANU စစ်မိတ်စာတွေအတွက်တာအသက်ပေးသူသွားခဲ့ရတဲ့ဒီဘူကြီးလာဘာလာတော့မသိဘူးเนาะဒါကြံခဲ့တဲ့တမီးလေးခင်ဗျာမှာဘလောက်ထိတနာစရာကောင်းလိုက်လဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာပြေးပြေးတော့ပြေးဟမ်ပြေးပြေးတော့ပြေးတမီးကတနာနာငုံနေလေငုံနေတယ်လို့ပြောထားတယ် အဆုမငိုရောက်အမေဖေဖေလုံးနေဖေဖေကပြန်မမလာတော့ဘူး။ကလေးလေးကြည့်ပါဘယ်လောက်ဒီစိတ်တန်ရရအောင်နော်။ပြန်မလာတယ်လို့ပြောလိုက်ပဲလေ။ပြန်မလာနေလို့ပြောတယ်။ဒါရောဟိုးအမေမလေး။တမီးအဖေမရှိတဲ့သူတွေကအများကြီးပဲလေ။တမီးကဘဝတူတွေကြီးပဲဟောင်း။နော်။ အာအမမေလည်းမငိုရတယ်မလည်းမငိုမမေလည်းမငိုတော့မေတမီလည်းမငိုနေတော့လေသူလည်းပြီးကျွန်တော်ကအာပြပြတမီကအလုံးဝနေလို့ဆိုရင်ပြပြအနီးတဝိုက်မှာတမီတို့အမေတို့လာကြည့်နေတမီငိုနေတယ်ဆိုရင်ပြပြစိတ်မကောင်းဖြစ်နေလိုက်နေပြီနော်အဲ့လိုပြပြအကောင်းကင်မှာလေအင်းပြပြအကောင်းကင်မှာကြည့်နေမှာလေအဲ့ဒါ ညမကတို့တို့မျိုးလိုက်လိုက်လိုက်ကြည့်ရလေခပြာကောင်းကင်ပေါ်မှာအေးညမလို့ဆင်ခမန်းပေါ်နဲ့တမျိုးလာကြည့်ပါလေဟာသမောင်းတော့အမေကိုလည်းလာကြည့်ပါလေနော်အမေလည်းအမေလည်းလွမ်းလာပြီဒီမမရောမမရောအမေရောတမီရောပြပြလွမ်းနေရလေနော်အဲ့တော့တမီတိတ်တော့မယ်နော် ကဲကြည့်အောင်ဘယ်လောက်ထိတနာစရာကောင်းလိုက်လဲเนาะဒါခလေးခမမာလဲဒါငငယ်လေးပဲရှိသေးတယ်အခုမှဒါဒီအရွယ်လေးကစိတ်တန်ရရလွယ်တဲ့အရွယ်လေးပဲเนาะအဲ့တော့မင်းတို့ရဲ့အတ္တကြီးမှုတကူကောင်းဆံမှုနဲ့မင်းတို့ရဲ့စေယောစုအာနာယုတသက်ကိုအသက်ပေးလူသွားခရရတာတန်ရဲ့လားလို့ကိုကိုကိုပြန်မေးကြပါဦးเนาะဒါငါတို့ပြည်သူရဲ့မျက်နှာကိုမထောက်ရင်နေပါဦးမင်းတို့ရဲ့သားသမီးမျက်နှာကိုတော့မင်းတို့ထောက်တင်တယ်မဟုတ်လားเนาะအဲ့တော့မင်းတို့ရဲ့အတ္တကြီးမှုတကူကောင်းဆံမှုเนาะဒါအမှန်တရားမမြင်မှုတွေကြောင့်ပဲ ဒါကြံခဲ့တဲ့ကလေးလေးခမရမှာဘလောက်ထိတနာစရာကောင်းလိုက်လဲနော်ငါတို့ ਨੇ ဘတ်မတူဘူးဆိုပေမဲ့လည်းငါတို့ကိုချင်းစားတယ်တနာတတ်တယ်အဲ့တော့မင်းတို့အမြင်မှန်ရဖို့ကိုပဲငါတို့မျှော်လင့်ပါတယ်နော်အဲ့တော့အာနာယုစစ်မိတ်စာရဲ့ကျုံဘွားကနေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ပဲငါတို့ပြည်သူတွေအနေနဲ့ဆုတောင်းပေးပါတယ်နော်ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ခင်ဗျာမနက်ပြန်ကြမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမှာဘေးကင်းကြပါစေခင်ဗျာ thank you